ကျောင်းသစ်သားကြီးဖြိုချားတဲ့ပေါ်မှာကျောင်းဆယ်သားတွေရဲ့ရှင်တွင်ခန်းစားခြင်းပရိသတ်ကြီးကျောင်းဆယ်မျိုးရဲ့ရှင်မင်းဝင်တောင်ပေါ်မှာရှိတဲ့မနုဆာရီရဲ့လက်တပတ်ရှိတဲ့ဆိုရင်ကျောင်းသစ်သားကြီးဟာမကြခင်ဖြိုချဖြစ်စီရတော့မှာဖြစ်ပါရင်တော့ရှင်မင်းဝင်တောင်ပေါ်မှာမူလနေရကနေရွှေလျားပြီးငလင်တန်ကျောင်းနေရပြောင်းသွားလို့ဖြုတ်ခွဲပြရမှာဖြစ်ပါရင်ကျောက်သားကြီးမဖြုတ်ချပဲနဲ့ရွှေနေတဲ့အတိုင်းထားလိုက်ပါကမြမပြည်ရဲ့မတည်ငြိမ်သေးတဲ့ငလင်လိုင်းတွေကြောင့်နေရာဆက်ရွှေနိုင်ပြီးတော့အများပြည်သူနဲ့အိမ်တွေနဲ့ အသက်ဘေးကိုစိုးရိမ်ရလို့ဖြစ်ပါရင်ကျောက်တူတာကြီးအောင်ကျောင်းစင်မျိုးကြီးရဲ့ထင်ကြရတဲ့ကတခုဖြစ်ပြီးဒီတူတာကြီးရဲ့မှာမနုစာရီရဲ့လက်တစ်ဖက်နဲ့ရွှေရီပရမများရီကိုလောဘစုံနဲ့ယူလိုက်လို့ပြတ်သွားတဲ့နှွားကြောင်သားလေးရဲ့လက်ပြက်ကြီးရှိရလို့ဆိုထားပါရင်တမိုင်းဝင်ကျောင်းတူတာကြီးဖြစ်တာကြောင့်ကျောက်စင်ပြည်သူပြည်သားတွေကတော့ဖြုံမချစီခြင်းမင်းနဲ့ရှိနေတာဖြစ်ပါရင်ဒါပေမဲ့လေအများပြည်သူတွေရဲ့မလိုလားအပ်တဲ့အနေနဲ့အသက်အိုးရင်ထိခိုက်နေတာကြောင့်ဖြိုချရတော့မှာပါ ကျောက်တတကြီးဖြိုချိုင်အပိုင်းစားတွေနဲ့ထိခိုက်နေတာကြောင့်လေရှင်မင်းဝန်တောင်အောက်ကရက်ွက်တွေကိုနေရာရွှေခိုင်းထားတာလည်းဖြစ်ပါတယ်။ကျောက်ဆက်သားတွေပြောပုံရဆိုရင်တော့ကျောက်တတကြီးဟာရှင်ရခင်ဟာအများပြည်သူကိုကူညီပေးရလို့ဆိုပါရင်အလူပွဲတွေနဲ့ရှင်ပြည်ပွဲတွေမှာဝတ်ဆရာမရှိပါကကျောက်တတကြီးစီမှာလာရောက်ငှားရမ်းကြရလို့ဆိုပါရင် နောက်ပိုင်းလူသားတွေကပြန်မပြီးတော့ဘဲနဲ့လောဘတက်သွားပြီလို့အပီးတိုင်ပိတ်သွားခဲ့တယ်လို့ဆိုပါရီဗစက်ရဆိုရင်ဆိုပေမဲ့ရှေးလူကြီးဆက်ဆက်ပြောပုံရဆိုရင်တော့ကျောက်ဆယ်နဲ့ကျောက်သက်တာဟာခွဲမရအောင်ကျုံးနေရှင်ဘက်တသားရဲဖြစ်နေရပါ ဒါကြောင့်လေကျောက်ဆယ်မျိုးသူမျိုးသားတွေကကျောက်စစ်သားကြီးဖြိုချဖျက်ဆီးမဲ့အရေးကိုကန့်ကွက်ကြရတယ်လို့ဆိုပါရီကန့်ကွက်ပေမဲ့လေကုညီကယ်ဆယ်ပေးကြသူတွေကတော့လူတိုင်းရဲ့အန္တရာယ်ကင်းအောင်ချက်ပြရမှာပါပဲကျောက်ဆယ်မျိုးရဲ့တင်ကြရတာပေါ်မှာနှစ်ပေါင်းများစွာတွေကရှိပြီးကျောက်ဆယ်မျိုးသူမျိုးသားတွေကကျောက်စစ်သားကြီးအစကိုလက်လဲမိသူမရှိကြတော့ဘူးလို့ဆိုပါရီကျောက်စစ်သားကြီးအောင်တင်ကြရနေရာကြီးတစ်ခုလေးဖြစ်တယ်လို့ကျောက်ဆယ်မျိုးကြီးရဲ့အမြင့်ဆုံးတော်ထိပ်မှာဆိုတော့ကယ်ဆယ်ရေးတွေကလည်းပြည်သူတွေအတွက်စိုးရိမ်တာလေအပြစ်တင်လို့တော့မရပါဘူး ။မြို့ကန်တွေကတော့နှမျောတတဖြစ်နေကြပြီးတော့အခုလိုပြည့်စည်သွားကြရတော့လေအတိုင်းမသိဝန်းနေကြရလို့ဆိုပါရီ။ရှီအောင်သမိုင်းဝင်တစ်ခုဖြစ်ပြီးတော့ပစက်ရဆွင်ဆိုပေမဲ့ရှေးလူကြီးတွေကတော့ကလေးတွေကိုအိယာဝင်ပုံပြင်ဖြစ်ပြောပြလေးရှိပါရီ။ကြောက်စဲသူကြောက်စဲသားတွေဆိုရင်တော့ကြောက်တတကြီးရဲ့သမိုင်းနဲ့မနုစာရီကိုမသိတဲ့သူမရှိတော့ပါဘူးနော်။ကြောက်စဲမျိုးသားတယောက်ကတော့ဒီလိုဖြိုချခင်ရတဲ့ပုံမှာအတော်လေးစိတ်မကောင်းဖြစ်ရတယ်။သူနဲ့တူကြောက်စဲတစ်မျိုးလုံးကမြို့သူမြို့သားတွေလည်းထထူခံစားရလိမ့်မယ်လို့ဆိုထားတာဖြစ်ပါရီ။ဒီလိုကတော့ကြောက်စဲမျိုးမှရှိတဲ့တာသနီက အဆောက်အုံတွေကိုတိုက်တာဆောက်အုံပြိုကျတဲ့အပေါ်မှာလေးဝင်နေမိတယ်။ဒီလိုဖြစ်ကိုသူ့ဘဝတသက်မှာတခါမှမကြုံဘူးတော့အမြင်မပြည့်ဘဲချိန်ထက်လှုပ်ပြီးတော့လှုပ်လာမလဲဆိုတာစိုးရိမ်နေရတာပါ။ဒီတော့ပြည်သက်ကြီးကြောက်စဲမျိုးဟာမန်လေးနဲ့စကိုင်းပြီးရင်ငလင်တံမှာအထင်အဆုံမျိုးလေးတစ်မျိုးဖြစ်ပါရည်။ကြောက်စဲမျိုးကြီးလိုတမိုင်းဝင်နေတဲ့ပြည့်နေတဲ့မျိုးဟာပြည့်စည်သွားတယ်ဆိုတာအလင်ဝမ်းနေဖို့ကောင်းပါရည်။ကြောက်တတာကြီးဖြိုချဖြက်စီလိုက်တဲ့ပုံမှာမျက်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အပင်နာစင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရည်။နောက်နေ့ဒီမ ှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှင်။